လူသားတိုင်းဟာဘဝမှာအောင်မြင်မှုကိုရှာဖွေလိုကြသူတွေပါဒီလိုလိုလားချက်ဟာဘာဝကပေးထားတဲ့ beast တစ်ခုလိုတောင်ဆိုနိုင်ပါတယ်ဘောဆိုတာအခွင့်လန်းတွေစိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ခီးတစ်ခုဖြစ်ပြီးလူတိုင်းဟာဒီခီးမှာတစ်ခုခုကိုအောင်မြင်အောင်ဖန်တီးကျင်ကြတာပါဒါပေမဲ့အောင်မြင်မှုဆိုတဲ့အတိတ်ပိုင်ဖွင့်ဆိုချက်ဟာလူတအူးနဲ့တအူးမတူညီနိုင်ပါဘူး တချို့လူတွေအတွက်အောင်မြင်မှုဆိုတာငွေကြေးချမ်းသာမှုနဲ့တိုင်းနာပါတယ်သူတို့ဟာအိမ်ကြီးအိမ်ကြီးကားတက်တစီးဒါမှမဟုတ်ဘဲနဲ့မှငွေမြောက်များရှိမှုကိုအောင်မြင်မှုရဲ့အမှတ်အသားဖြစ်သတ်မှတ်ကြပါတယ်နောက်တချို့ကတော့မိသားစုဘွားလည်းပျော်ရွှင်မှုကိုဦးစားပေးရကြပါတယ် သူတို့အတွက်အောင်မြင်မှုဆိုတာချစ်ခင်ရတဲ့သူတွေနဲ့အတူရှိနေရတာ ကျမ်းမာပျော်ရွှင်စွာအချိန်ကုန်ဆုံးနိုင်တာမျိုးပါဒါအပြင်တချို့လူတွေကတော့ကိုပိုင်အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မှုကိုအောင်မြင်မှုလို့မြင်ကြပါတယ်ဥပမာစာရေးဆရာတယောက်ဖြစ်ချင်သူအတွက်စာအုပ်တအုပ်ထုတ်ဝေနိုင်တာဟာအောင်မြင်မှုရဲ့အထွတ်အထိပ်ဖြစ်နိုင်ပါတယ် ဒါပေမဲ့ဘောမှာအောင်မြင်မှုရဖို့လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးအတားအဆီးတွေကြရှုံးမှုတွေနဲ့ရင်ဆိုင်ရမှာသဘာဝပါပဲဒီခါမှာစိတ်ရှိမှုဇွဲရှိမှုနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုဟာအရေးကြီးတဲ့အချက်တွေဖြစ်လာပါတယ်အောင်မြင်မှုဆိုတာတညက်ချင်းရလာတဲ့အရာမဟုတ်ပဲစူးစမ်းအထောက်မှုအချိန်နဲ့တိဆောက်ရတဲ့ခီးတစ်ခုပါတခါတလေကြရှုံးမှုတွေဟာအောင်မြင်မှုရဖို့လမ်းကြောင်းတစ်ခုအနေနဲ့ဖြစ်တည်လာတတ်တာကိုလည်းလက်ခံဖို့လိုပါတယ် ဘဝမှာအောင်မြင်မှုကိုလိုလားတဲ့အခါကိုပါကိုတကယ်လိုချင်တယ်ဆိုတာကိုအရင်ဆုံးရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်ပြီးတော့အဲ့ဒီပန်းတိုင်ကိုရောက်ဖို့ဘလိုလမ်းကြောင်းကိုရှောက်မယ်ဆိုတာကိုစီစဉ်ရပါတယ်။ဒီလိုမှဘဝရဲ့အတိတ်ပိုင်ရှိတဲ့အောင်မြင်မှုတွေကိုဖန်တီးနိုင်မှာပါတကယ်တော့အောင်မြင်မှုဆိုတာခီးဆုံးတနေရာထက်ခီးတစ်လျှောက်မှာကိုပါကိုတင်ယူခဲ့လဲဘလိုကြီးထွားလာခဲ့လဲဆိုတာကပဲပိုရေးကြီးတယ်လို့ဆိုနိုင်ပါတယ်။ ညီကုန်းချုပ်အနေနဲ့လူတိုင်းဟာဘဝမှာအောင်မြင်မှုကိုလိုလားကြပြီးဒီလိုလိုလားမှုဟာကျွန်တော်တို့ကို ရှေ့ဆက်သွားဖို့တွန်းအားပေးပါတယ်။ဒါပေမဲ့အောင်မြင်မှုရဲ့တန်ဖိုးဟာကိုဘလောက်ရောက်သွားတယ်ဆိုတာထက်အဲ့ဒီလမ်းကြောင်းမှာဘလောက်ကြိုးစားခဲ့တယ်လဲဘလောက်ပေးဆက်ခဲ့တယ်လဲဆိုတာနဲ့ဘဲတိုင်းတာသင့်ပါတယ်။ဒါဆိုရင်ဘိုးဟာပုံမှန်အတိတ်ပဲရှိလာပြီးအောင်မြင်မှုဆိုတဲ့ခံစားချက်ကိုလည်းပိုပြီးစုံစွာခံစားနိုင်မှာပါ။